ဒီနေ့သင်ထိတဲ့တွေ့ဆုံထားတဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ Chelsea သင်းကအပြတ်သက်ကိုအသာရထားခဲ့ပြီးတော့ Spa ရဲ့ Tottenham Hotspur Stadium မှာကစားခဲ့တဲ့နောက်ဆုံး6ပွဲမှာ9ပွဲအထိနိုင်ခဲ့ပြီးတော့ Spa ဘက်မှာအမှတ်အများဆုံးယူနိုင်ခဲ့တဲ့သင်းက Chelsea ဖြစ်နေတာကိုတွေ့ရတယ်။ Commentary by so YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ပတ် Premier League ပွဲစဉ်30မှာတော့ Spa နဲ့ Chelsea တို့ရဲ့ London Derby ပွဲစဉ်ကဒီတစ်ပတ်မှာပြီးသက်တွေကို ဖန်ဆားနိုင်ဆုံးဘွဲ့စဉ်ဖြစ်မယ်လို့ယုံကြည်တယ်ဆိုတော့ဒီဘွဲ့စဉ်နဲ့ပတ်သက်တဲ့အမြင်လေးကိုသုံးသပ်သွားကြပါမယ်။စပါတင်ကတော့ဒီဟာဒီမှာတော့မတ်ဖန်နဲ့ဒူရလက်ကောင်းနေပိုင်ဆိုင်ထားပြီးတော့ဘွဲ့စဉ်ကိုပဲကစားထားရမှာငါးဘွဲ့နိုင်နှစ်ဘွဲ့တည်နှစ်ဘွဲ့ရှုံရမှတ်18မှတ်နဲ့အမှတ်ပေးစရာရဲ့တတိယနေရာမှာရှိနေတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဂျာယန့်ထဲမှာကစားခဲ့တဲ့လီဖလာစတုတ်ထားဆင်ဘွဲ့စဉ်မှာတော့နျူကာဆယ်ကို ရှုံပြီးတော့ဒီနေ့မှာတော့အဲ့ဒီအရှုံးကို ပြန်လဲဘောင်းစ်ဘက်လုပ်ဖို့လိုအပ်နေတယ်။ ချဲစီတင်ကတော့ပွဲစဉ်ကိုပဲကစားထားပြီးမှရမှတ်14မိနစ်တူအမှတ်ပေးစရာရဲ့အဆင့်9နေရာမှာရှိနေတယ်၄ပွဲနိုင်2ပွဲသေး3ပွဲရှုံးထားရဲဆိုတော့ချဲစီတင်ရဲ့ရလက်တွေကလည်းမတည်မငြိမ်အနေထားလို့ပြောလို့ရတယ်ဒါပေမဲ့ကြားထဲမှာကစားထားတဲ့လီဖလာစတိုထားစင်ပွဲစဉ်မှာတော့ဘူဗန်တန်သင်းကို4-2နဲ့အနိုင်ရပြီးတော့ပြီးခဲ့တဲ့ဘက်ကဆန်နာလင်းသင်းကိုရှုံးထားတဲ့ရှုံးနေမှုကိုချက်ချင်းပြန်ပြီးတော့ bounce back လုပ်နိုင်ခဲ့တာကတော့သူတို့ရဲ့ဒါအပေါက်လက္ခဏာဆောင်တဲ့အချက်လို့ပြောရမယ်ဆိုတော့ဒီနေ့သင်းရဲ့ခြေစွမ်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုဆက်ပြီးတော့ပြောချင်ပါတယ် ်စပါတဲ့ကတော့တမတ်ဖရန့်လာအောင်မှာကိုပဲကစားပြီးမှနိုင်ပွဲ၅ပွဲအထိယူနိုင်ခဲ့ပြီးတော့တမတ်ဖရန့်မတိုင်ခင်ပြီးခဲ့တဲ့ရာသီကကင်တွယ်ခဲ့တဲ့အန့်ပိုစတီဂိုဂလူလက်အောက်26ဝဲမှာနိုင်ခဲ့တဲ့နိုင်ပွဲအရေအတွက်နဲ့အတူတူပဲဆိုတော့တိတိတသားကိုစပါတဲ့ရဲ့ရလက်တွေကောင်းလာတာကိုတွေ့ရတယ်စပါတဲ့ကဒီရာသီတွင်းထားခဲ့တဲ့တွင်းကို18ဂိုးတဲမှာခေါင်းတိုက်ကို9ဂိုးအထိပါပြီးတော့ပါဆန်နစ်အဖြစ်ပြောမယ်ဆိုရင်29.400ခန့်တုန်းကခေါင်းတိုက်ကိုတည်းကနေရထားတယ်အဲ့ဒီတွင်းကိုတွေကလည်းဝက်ဆန်နဲ့အေဗာတန်နှစ်သင်းနဲ့ကျင်ဆိုင်ခဲ့တဲ့ပွဲတွေမှာတွင်းထားခဲ့ပြီးတော့ 1998-99ရာသီကတရာသီတွင်းမှာသူကို48ဂိုးသွင်းနိုင်ခဲ့ရမှာခေါင်းတိုက်ကို16ဂိုးပါဝင်ခဲ့ပြီးတော့34ရာခိုင်နှုန်းခေါင်းတိုက်ဂိုးတွေကနေရခဲ့တာပြီးရင်တရာသီမှာတော်တော်လေးကိုခေါင်းတိုက်ဂိုးတွေကနေပြီးတော့ရထားတာကိုတွေ့ရတယ်။အဲ့ဒီထဲမှာ Mickey Van Dieben ကပြီးခဲ့တဲ့ Everton နဲ့ပွဲမှာခေါင်းတိုက်ကို2ဂိုးသွင်းခဲ့ပြီးတော့2013လုံက Barton နောက်ပိုင်းမှာအဲ့လိုသွင်းနိုင်ခဲ့တဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်ခဲ့တယ်။ Mickey Van Dieben ကတော့ဒီပွဲစဉ်ဟာသူ့အတွက် Premier League ပွဲ90ပြည့်ဖြစ်ပြီးတော့ Spa နဲ့ပတ်သက်ရင်ထူးခြားတဲ့ချက်က ဒီရာသီမှာအိမ်ကွင်းထက်အဝေးကွင်းတွေပိုကောင်းနေတာကိုတွေ့ရတယ်။အိမ်ကွင်း၄ဘဲကစားခဲ့ရမှာတပွဲနိုင်တပွဲတည်၊နှစ်ပွဲရှုံရမှတ်၄မှတ်ပဲရပြီးတော့အတွင်းကငါးကိုပေးကောလေးကိုဆိုတော့အိမ်ကွင်းမှာသူကစားထားတဲ့ပွဲရစ်တွေနဲ့ကြည့်မယ်ဆိုရင်တပွဲကိုတမှန်တော့မရထားတယ်။အဝေးကွင်းမှာကျတော့အဝေးကွင်းငါးဘဲကစားခဲ့ရမှာငါးဘဲလုံးမရှုံးခဲ့ပဲနဲ့၄ဘဲနိုင်တပွဲတည်ရမှတ်၁၃မှတ်ထိယူနိုင်ခဲ့တယ်။တိုက်စစ်ကလည်းအတွင်းကို၁၂ကိုအတွင်းပြီးတော့ခက်စစ်ကလည်းပေးကော၃ကိုပဲပေးရတယ်ဆိုတော့စပါတင်ကအိမ်ကွင်းနဲ့အဝေးကွင်းဖြောင်းမြန်အချိုးကျနေတဲ့အနေထားကိုဒီနေ့ပွဲစဉ်မှာ ခြေဖြတ်နိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။ချက်စီသင်းရဲ့ပရီးမီးယားလိမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ပရီးမီးယားလိရာသီပေါင်း30မှာအဖွင့်10ပွဲမှာရှုံးပွဲ4ပွဲကြုံခဲ့တာ2ရာသီပဲရှိပြီးတော့နောက်တစ်ခု6ပွဲကစားပြီးမှရှုံးပွဲက3ပွဲကြုံထားတယ်ဆိုတော့ဒီပွဲမှာတော့ချက်စီသင်းနဲ့ပို့ပြီးတော့သတိရှိရှိနဲ့ကစားဖို့လိုလိမ့်မယ်။ဘာရက်စကာလောက်မှာအတင်းကငယ်ရွယ်နှုတ်ပြို့ပြီးတော့လူငယ်တွေကိုအတိတ်ကအားပြုကစားနေတာကိုတွေ့ရတယ်။ထင်နေရှားကြရှိတဲ့အချက်တစ်ချက်ကိုပြပါဆိုရင်တော့နောက်ဆုံးတွင်ခဲ့တဲ့ ီးမီးယားလီဂ်အတွင်းကို၁၀၁ဂိုးလုံးကအသက်30နှစ်အထက်ကစားသမားတယောက်မှမပါခဲ့ဘူး။တရားဒီချက်စီသင်းရဲ့အတွင်းကိုတွေကြည့်မယ်ဆိုရင်တော့ကွန်းလက်အဖြတ်မှာကစားနေတဲ့ကိုင်စီရိုက၃ဂိုးသွင်းထားတယ်။ပြီးတော့ကွန်းလက်မှာနံပါတ်8နေရာနေတိုက်စစ်နဲ့ခန်းစစ်နှစ်ခုလုံးကိုလိုက်ပါကစားနေတဲ့အန်ဇိုက၃ဂိုးသွင်းထားတယ်။တိုက်စစ်မှုဂျောပဒရိုကရာသီအစပိုင်းမှာတော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်းတဖြည်းဖြည်းနဲ့နောက်ပိုင်းမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုကျော်လာပြီးလက်ရှိချိန်မှာတော့ချက်စီသင်းမှာတိုက်စစ်ပိုင်းအတွက်ဘသူကအသင်းရဲ့တိုက်စစ်ကိုအဓိကဦးဆောင်ပြီးတော့ဂိုးတွေသွင်းပေးမလဲဆိုတဲ့အချက်က ဒရော်လေးကိုမေးခွန်းထုတ်เสียဖြစ်နေတယ်။ချက်စစ်တင်တဲ့ပတ်သက်ရင်အာသာချက်ကိုပြောပါဆိုရင်တော့ဆက်ပီးစီကနေဂိုးရတဲ့နှုံမဲ့ဒီရသည်မှာဆက်ပီးစီကနေပင်နယ်တီမပါသွင်းကို၈ဂိုးထိရထားပြီးတော့အာဆင်နယ်ကိုကိုပြီးရင်ဒုတိယအများဆုံးအသင်းအဲ့ထဲမှာမှထောင်းကံပေါ်တယ်နဲ့ရခဲ့တဲ့သွင်းကိုကလည်း၆ဂိုးပြီးပြီးတော့အာဆင်နယ်၇ဂိုးပြီးရင်ဒီဘက်မှာလည်းဒုတိယနေရာမှာရှိနေတယ်ဆိုတော့ချက်စစ်သင်းနေတဲ့ကစားကွက်ကနေကိုရဖို့ခက်ခဲတဲ့အနေအထားမျိုးမှာတေကံမောတွေဒေါင်ကံမောတွေဒီတက်ဘောတွေကနေပြီးတော့ကိုရဖို့အတွက်အထူးကလက်နက်တစ်ခုလိုဖြစ်နေတယ် ဒီပွဲစဉ်မှာတော့ Chelsea သင်းရဲ့အားထားတဲ့ကစားသမားတွေကကိုပါမာ Levi Cowell နဲ့ခန်စစ်ကဘာရီယာရှီတို့ကစားနိုင်မှာမဟုတ်သလိုအဆူကိုလည်းမတည်ကြသေးဘူးပြီးခဲ့တဲ့ကြားရက်ထဲမှာကစားခဲ့တဲ့ Uber Hunter နဲ့ပွဲစဉ်မှာတော့လူငယ်ကစားသမားအများစုနဲ့အရန်ကစားသမားတွေကိုအဓိကသုံးသားခဲ့ပြီးတော့ Chelsea သင်းရဲ့ဒီရသည်ရမှတ်14မှတ်ထဲမှာအိမ်ကွင်းမှာရမှတ်9မှတ်အဝေးကွင်းမှာရမှတ်9မှတ်ယူထားပေမဲ့လည်းအဝေးကွင်းတွေမှာချက်စစ်သင်းကပိုကောင်းတဲ့အစွမ်းစာရင်ကိုပြသထားတာကိုတွေ့ရတယ်။အဝေးကွင်းမှာတိုက်စစ်ကအတွင်းကို12ဂိုးသွင်းနိုင်ခဲ့ပြီးတော့ န်စစ်ကပေကို9ကိုပဲပြန်ပေးခဲ့ရတယ်။အိမ်ကွေးမှာကျတော့တိုက်စစ်ကလည်းတွင်းကို6ကိုပဲတွင်းနိုင်ခဲ့သလိုခန်စစ်ကလည်းပေကို6ကိုပြန်ပေးခဲ့ရပြီးတော့ဒီအားဒီအဝေးကွင်းနိုင်ပွဲ2ပွဲစလုံးကလည်းထူးထူးခြားခြားသူတို့အနိုင်ရခဲ့တဲ့ပြိုင်ဘက်တွေကနီးပြတွေထုတ်ပယ်ခံခဲ့ရပြီးတော့ဝက်ဆန်းသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ Graham Border ထုတ်ပယ်ခံခဲ့ရပြီးတော့ Nottingham Forest ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ Postiglou ထုတ်ပယ်ခံခဲ့ရတယ်စပါတင်ရဒီနေ့ပွဲစဉ်မှာသူတို့အတော်ပြနေကြပုံစံတိုင်းပဲ၄-၃-၁ပုံစံနဲ့ပဲ ရင်ဆိုင်သွားဖို့ရှိနေပြီးတော့တိုက်စစ်မှာမူအာနီဥဆောင်လာဖို့များတဲ့ဘန်ယာတောင်မန်တွေမှာတော့ကူဒူးစ်နဲ့ဇာဗီစီမွန်တို့ရှိနေပြီးတော့အတက်ကင်းမစ်ဖီးနေရာမှာတော့လူကက်ကစားသမားလေးလူကက်ဘာရီဗော့ကိုတုံးဖို့များပြီးတော့ကွက်လက်အထိုင်နေရာမှာဘန်တန်ကာကိုအဓိကအထိုင်ချပြီးတော့ကွက်လက်ကိုအသုံးပြုဖို့များတဲ့ခက်စစ်ကြောင်းမှာလည်းမစ်ကီဘန်ဒီမန်နဲ့ဒန်ဆိုတို့ကစားသွားမှာဖြစ်ပြီးတော့ညချမ်းမှာပေါ်ရိုဘဲချမ်းမှာဂျက်စပန်တို့ကစားလာပွဲရှိနေတယ်ချက်စစ်တင်ရလဲဒီနေ့ပွဲစဉ်မှာအဓိကစားသမားတွေကိုပြန်လဲအသုံးပြုဖို့ရှိနေပြီးတော့ဒါအတင်းရဲ့ တိုက်စစ်ပိုင်းမှာဂျာအိုပက်ဒရိုဥဆောင်လာပဲရှိပြီးတော့ဘဲညာတောင်မန်တွေမှာတော့ပက်ဒရိုနက်တိုတို့ ST ဘာအိုတို့လိုကစားသမားတွေပါဝင်ပြီးခဲ့တဲ့ပွဲစဉ်မှာချစ်စွမ်းပြကစားခဲ့တဲ့ကစ်တန်ကိုအသုံးပြုမလားဆိုတာလဲစောင့်ကြည့်သွားရမယ်။ကွင်းလယ်နေရာမှာလည်းကိုင်စီရိုနဲ့အန်ဇိုဖာနန်ဒက်တို့ရှိပြီးတော့ခန်းစစ်ကြောင်းမှာတော့ချာလိုပါနဲ့တိုစင်တို့ကိုအဓိကတွဲဖက်ကစားသွားဖို့ရှိပြီးတော့ဘဲချမ်းမှာကူကူရဲလာညာချမ်းမှာတော့ဝိုင်းရဲ့နောက်ခံလူရီစီဂျိန်းကစားဖို့များတယ်။ ဒီဘွဲစင်မှာတော့အားထားရတဲ့နောက်ခံလူမာလိုဂူစတိုဘွဲပယ်ပစ်ထန်ကနေပြန်ပြီးတော့ပါဝင်ခွင့်ရမှာဖြစ်လို့မာလိုဂူစတိုကကွက်လေတက်ထောက်ပြီးတော့ကစားသွားမလားဆိုတာကလည်းစောင့်ကြည့်သွားရမယ်။ဒီနေ့သင်ထိုက်တိုက်တွေ့ဆုံထားတဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ Chelsea သင်းကအပြတ်သက်ကိုအသာရထားခဲ့ပြီးတော့ Spa ရဲ့ Tottenham Hotspur Stadium မှာကစားခဲ့တဲ့နောက်ဆုံး6ဘွဲမှာ9ဘွဲအထိနိုင်ခဲ့ပြီးတော့ Spa ကွက်မှာအမှတ်အများဆုံးယူနိုင်ခဲ့တဲ့သင်းက Chelsea ဖြစ်နေတာကိုတွေ့ရတယ်။ အင်ရှင်စပါတဲ့ကတော့ချက်စီနဲ့တွေ့တိုင်းပရီးမီးယားလိမှာရုံးကန်နေကြအသင်းဖြစ်တယ်လို့နောက်ဆုံးတွေ့ဆုံထားတဲ့73ပွဲမှာလည်းနိုင်ပွဲတပွဲပဲရခဲ့တယ်။အဲ့နိုင်ပွဲက2023မှာအင်ဝဲမှာ2-0နဲ့အနိုင်ရခဲ့ပြီးတော့နှစ်ပွဲတည်း10ပွဲတည်းရှုံးခဲ့တယ်ဆိုတော့စပါအနေနဲ့ချက်စီကိုဒီလောက်ထိရှုံးလိုက်မယ်လို့ကျွန်တော်ဒီအချက်လက်တွေကိုမကြည့်ရင်လုံးဝမထင်ရဘူး။ဒါပေမဲ့အမြဲတမ်းတွေ့တိုင်းစပါကချက်စီနဲ့တွေ့ရင်ရုံးကန်ရတဲ့အစင်လာရှိတယ်။ထိတိုက်တွေ့ဆုံမှုတွေမှာတော့ချက်စီကအပြတ်သက်ကိုအတားရထားတာမှန်မိမယ်လေ။ ဒီဘက်မှာတော့ Thomas Frank ရဲ့ဥစားမှုအောက်မှာ Spartan ကို short drop လို့မရဘူး။ Thomas Frank က Chelsea နဲ့တွေ့ထားတဲ့နောက်ဆုံး Premier League 10ပွဲမှာ2ပွဲပဲရှုံးခဲ့ပြီးတော့3ပွဲနိုင်3ပွဲတည်ကျထားခဲ့တာကိုတွေ့ရတယ်။ထူးခြားတာကသူအနိုင်ရခဲ့တဲ့3ပွဲစလုံးက Stamford Bridge မှာအနိုင်ရထားခဲ့ပြီးတော့သူ့ရဲ့အိမ်ကွင်းတွေမှာတော့ Thomas Frank က Chelsea ကိုမနိုင်တာ4ပွဲရှိပြီး3ပွဲတည်2ပွဲရှုံးထားတယ်။ဒီဘက်မှာတော့စပါးသင်းနေတဲ့အိမ်ကွင်းမှာချက်စီကိုဘယ်လောက်ထိအကောင်းဆုံးတုံ့ပြန်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ်။ ဆိုတော့ဒီဘက်မှာကျွန်တော်ကနှစ်သိန်းရဲ့လက်ရှိကစားပုံတွေအရအပြန်လန်သွင်းကိုတွေနဲ့ Boat into School မြင်ရလိမ့်မယ်လို့ထင်တယ်ဒီဘက်ကဖြစ်နိုင်ခြေအရတေရလက်စီကိုဥတည်နေလို့ထင်တယ်နှစ်သိန်းပေါင်းသွင်းကိုတွေလည်းများမယ်လို့ကျွန်တော်ယူဆတဲ့ကြောင့်ဒီဘက်ကိုတူတူဆိုတဲ့ရလက်မျိုးကိုမျှော်လင့်တယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Spa နဲ့ Chelsea တင်းတို့ရဲ့ London Derby ပွဲစဉ်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ဘိုင်းဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်